ာမင်္ဂလာဝေပြေဝင်းထဲမှာအိမ်စည်းနဲ့တက်စီကားတွေကိုဖမ်းဆီးငွေတောင်းမှုတွေရှိနေမင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ကနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့အာမင်္ဂလာဝေပြေဝင်းထဲမှာအိမ်စည်းနဲ့တက်စီကားတွေကိုဖမ်းဆီးငွေတောင်းမှုတွေရှိနေဆိုတဲ့တဲ့င်းကိုပြန်လည်ညှဝေတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ရှိအာမင်္ဂလာဝေပြေဝင်းထဲမှာအိမ်စည်းကားနဲ့တက်စီကားတွေကိုဖွဲ့စည်းတချို့ကဖမ်းဆီးငွေတောင်းမှုတွေရှိနေတယ်လို့ ရင်မောင်းနေစီရသိရပါတယ်။အောင်မင်္ဂလာဝေပြင်းဝင်းဟာရန်ကုန်တိုင်းပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ WRTC ရဲ့ကုကဲမှုအောက်မှာရှိရဖြစ်ပြီးအခုလိုဖမ်းဆီးနိုင်မှုအတွက်စီကံချက်သတ်မှတ်ချက်တစုံတရာထောက်ပြန်ထားခြင်းမရှိဘူးလို့သိရပါတယ်။ကားပါကင်ဆိုလို့ရက်တာ ကားပေါ်ကလည်းမဆင်ရသေးဘူး။လိုင်စင်လာတိမ့်သွားတယ်။ဘာလို့လဲမေးတော့ကားကြီးရက်တဲ့နေရတဲ့အမှန်ဆုံးဒီမှာရက်လို့မရဘူးပြောပြီးထွက်ခိုင်းလို့ရတာပဲ။ ဂိတ်တမှာလိုင်စင်လာရွေးပါနဲ့တွားရွေးတော့မရရတဲ့နေရာရက်လို့9000နဲ့လိုင်စင်တလားပိတ်မယ်တဲ့မပိတ်ချင်ရင်3000ပေးရမယ်ဆိုလို့ပေးခဲ့လိုက်ရရလို့ရင်မောင်းတယောက်ကပြောပါတယ်အဲ့ဒီကာဝန်ကြီးတဲ့ကိုခီးတဲ့အချို့ပို့လာရောက်ကြတဲ့အင်စီကားတွေတက်စီကားတွေဟာကားရပ်ပြီးစက္ကန့်ပိုင်းမိနစ်ပိုင်းတွင်းမှာဖမ်းဆီးခံနေရတာဖြစ်တယ်လို့သိရပါတယ်ကျမတို့ကတော့30စက္ကန့်တကယ်မှကြာလိုက်ဘူး ကားပေါ်အနေပစ္စည်းချနေတော့ငါဖမ်းတာခံရရတယ်။ဘာလို့ဖမ်းတာလဲဆိုတော့ driver နဲ့ကားကင်းကွာလို့တဲ့။အထွက် gate 1ရဲကင်းမှာပိုက်ဆံ9000ဆောင်းရတယ်။သူတို့မှတ်တမ်းထဲမှာတော့ထိုင်ကုန်ခပတ်မပတ်လို့ဖမ်းတာဆိုပြီးရေးတယ်။ဘာလို့အဲ့ဒီလိုရေးရလဲမေးကြည့်တော့အမှုငယ်အောင်လုပ်ပေးရလို့ပြောတယ်။ကိုရက်ကြောင့်ငယ်ရသူတယောက်ကပြောကြားခြင်းဖြစ်ပါတယ်။အဲ့ဒီဝေပြေဝင်ထဲမှာကားကိုပြင်းပြစွာမောင်းရင် ကားကိတ်ရှားနေရုံနဲ့ဖမ်းလို့ခေးတဲ့အတင်ချလောက်နေတဲ့အတွက်ကားရက်ထားပါလေကားလေးဘင်းလုံးညထားအကြောင်းလို့ဆိုတာဖမ်းဆီးရတွေရှိနေတယ်လို့ရှင်မောင်းနေရပြောပါတယ်အဲ့ဒီလိုဖမ်းဆီးခံရပါကအနည်းဆုံးငွေကျပ်9000ခန့်နဲ့တသိန်းထိတောင်းယူနေပြီးညှိနှိုင်းမှုအစဉ်ပြေရင်တော့ကျပ်9000ကို3000ကျက်တသိန်းကို900ပေးရရင်တော့တည်ရပါလေ။သူတို့ကချက်လက်မဖြတ်ဘူး။ပိုက်ဆံပဲတောင်းတာ။အခုအချိန်တွေက အဲ့ဒဲလာရင်လည်းသွားမကြိုရင်သလိုသွားလည်းမဖို့ရဲဖြစ်နေပြီအဝဲပြေးကားခိတ်လာကြတဲ့လူတွေထဲမှာကလေးတငယ်လူငယ်လူကြီးတက်ကြီးရွယ်ဟိုရဟန်းတန်ကလူမမကိုဝန်ဆောင်အဆုံးပါပါတယ်ပြီးတော့အထုပ်ပိုးတွေပါပါတယ်ရက်တင်ချောက်တောင်လက်မခံတာတော့လွန်လွန်ပါတယ်ရန်ကုန်နိုင်ငံတော်လေစိတ်တောင်ရက်တင်ချလက်ခံတယ်အာမလနာအဝဲပြေးကတော့အတော်ကိုစိုးနေရလို့ပြည်သူတယောက်ကပြောပါတယ်အခုလို့ကြုံတွေ့နေရတဲ့အကြောင်း တစီသမားအများစုဟာအမင်္ဂလာအဝေးပြေးကိုခရီးတယ်လိုက်ဖို့ရရတယ်ဖြစ်လာတယ်လို့သိရပါတယ်။